စေအုပ်စုနဲ့မပူးပေါင်းမဆောင်ရွက်ရေးဆိုတာကျမတို့ကိုယ်တိုင်လည်းလုပ်ခဲ့ပြီးတော့ကျမတို့ကိုယ်တိုင်လည်းတိုက်တွန်းခဲ့တဲ့ကိစ္စဖြစ်တယ်။အဲ့တော့စေအုပ်စုနဲ့မပူးပေါင်းမဆောင်ရွက်ရေးကိစ္စကိုလုပ်တဲ့သူမှန်သမျှက CDM ပဲဖြစ်တယ်။ဝန်တန်းနေသိတတ်မယ်မဟုတ်ဘူး။ကိုကထဲ့ဝင်လိုက်ပြီးကိုကပါဝင်လိုက်ပြီးကိုကလုပ်မယ်လို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပေမဲ့တခြားသူတွေမလုပ်ရင်မရဘူးဆိုတဲ့တိုက်တွန်းမှုမျိုးခက်တယ် ကိုယ့်ရဲ့ပါဝင်မှုကကိုယ်ပဲဆုံးဖြတ်ရမှာဖြစ်တယ်စီယုံတော့စီယုံရမှာပေါ့နော်ကိုယ့်ဖက်ပါလောင်တော့စီယုံရမှာပေါ့မပိုင်တတ်မယ်လို့တော့မဖြစ်ဘူးလေအဲ့ဒါက solution ကျမတို့ကစေုပ်စုနဲ့သွားတူသွားမှာပေါ့အဲ့လိုတော့ဖြစ်လို့မရဘူးလေဟုတ်ကဲ့မန်ဒိုနိုထက်ဆန်ခင်ဗျာပြီးခဲ့တဲ့ရက်ပိုင်းရာ CRPH ကနေပြီးတော့ CDN ဥပဒေထွက်လာပါတယ်အဲ့ CDN ဥပဒေကအငင်းပွားပွဲဖြစ်တယ်ပေါ့နော် ဟိုလိုရင်းပြောရမယ်ဆိုရင်တော့စီရီယာမလုတဲ့ဝန်ထမ်းတွေကိုရေးယူမှုဆိုတဲ့အချက်ပါတာ哦ဆိုအဲ့ဒီပိုက်ပါတဲ့အတွက်အဲ့ဒါ ਨੇ ပတ်သက်ပြီးတော့ဟိုအငင်းပွားဝင်ဖြစ်နေတယ်ဝေဖန်တိုင်းတော်တော်တက်လာတယ်ဒါပေမဲ့ဒီဥပဒေကတကယ်တမ်းကျတော့အမျိုးသားညီညွတ်ရေးကောင်စီ NUCC ရဲ့မူဝါဒအတိုင်းစောင့်ဝက်တယ်လို့လည်းသိရပါတယ်ဆိုတော့မနှုတ်ထက်ဆန်က NUCC ကောင်စီဝင် ဖြစ်တဲ့ခါမှာဒီ NUCC ရဲ့မူဝါဒအတိုင်းဆွဲတဲ့အပေါ်မှာဘယ်လိုသဘောထားပေးခြင်းလဲဗျ ီလိုပေါ့ဒါ ANUCC ရဲ့လမ်းညွှန်ချက်ကိုအရင်ဆုံးရှင်းပြခြင်းပါတယ်ပထမတစ်ချက်ကကျမတို့ ANUCC မှာ JCC တွေဖွဲ့ကြတယ်အခုဒါကတော့ JCC CDM ဆိုပြီးတော့မှလည်းတခုရှိပါတယ် JCC တွေကဘယ်လိုဖွဲ့တယ်လဲဆိုလို့ရှိရင်သက်ဆိုင်ရာ ANUCC ရဲ့အဖွဲ့ဝင်တွေကကိုယ်စားလှယ်အဖြစ် JCC ကိုပေးပါတယ်ပေးပြီးတော့ အဖွဲ့ဝင်တွေထဲမှာတချို့ကတော့ကောင်စီဝင်တွေကိုယ်တိုင်ပြန်ပြီးတော့ GCC ထဲမှာပါတာလည်းရှိတယ်။တပြိုင်တည်းထဲမှာနောက်တစ်ဖက်ကကြတော့ NUG ထဲကနေပြီးတော့ကိုယ်စားလှယ်ပေးပါတယ်။ NUG ထဲကသူတို့တက်ဆိုင်ရာကိုယ်စားလှယ်နဲ့ NUCC ထဲကနေပေးလိုက်တဲ့ကိုယ်စားလှယ်တွေကောင်စီဝင်ဖြစ်ချင်မှဖြစ်မယ်မဖြစ်လည်းမဖြစ်ဘူးဖြစ်တဲ့လူလည်းရှိရ။အဲ့ဒီဟာတွေစုစည်းပြီးတော့မှဥယျာဉ်ကြီးအတွက်လည်း ရှိကြတယ်ပေါ့နော်အဲ့လိုရှိပြီးတော့မှ JCCCDM ကိုဖွဲ့လိုက်တယ်ဖွဲ့ပြီးတော့အဲ့ JCCCDM ကနေပြီးတော့မှသူတို့မူဝါဒအရေးဆွဲနိုင်ရေးအတွက်စာတမ်းပြုစုလာတယ်ပြုစုလာတဲ့စာတမ်းကို NUCC ကိုတင်သွင်းဖို့အတွက်သူတို့အားလုံးပြီးသွားတဲ့အခါမှာ NUCC ကိုတင်သွင်းဖို့အတွက်သူတို့ကပြောတယ်ပြောတဲ့အခါမှာ JCC တွေတင်သွင်းလာမဲ့မူဝါဒစာတမ်းကို NUCC ကလက်ခံဖို့အတွက်အချိန်ယူပြီးတော့ အထိတ်တက်ပေးရတယ်ပေါ့နော်ဒီလိုမျိုးနဲ့ကျမတို့ဆွေးနွေးဖြစ်ကြတယ်ဆွေးနွေးဖြစ်ကြတော့အဲ့ဒီမှာကျမတို့ NUCC ရဲ့ Facebook page မှာပေါ့နော်အဲ့မှာဘာဘာပေးထားလဲဆိုတော့ဒီ GCC CDM နေကရေးထားတဲ့မူဝါဒစာလမ်းကိုဖတ်ပြီးတော့လေ့လာနိုင်အောင်ကျမတို့တင်ထားပေးတာရှိတယ်အဲ့ဒီမူဝါဒစာလမ်းကိုကျမတို့ကိုယ်တိုင်လည်းတည်တည်ချာဖတ်ကြတယ် ကောင်းစီဝင်တွေအကုန်လုံးဖတ်ကြတယ်တိတ်ချဖတ်တယ်ဖတ်တဲ့အခါမှာကျွန်တော်တို့ကမူတဘောဆောင်တဲ့မူကို CDM နဲ့ပတ်သက်တဲ့မူကိုထုတ်ပြန်ရတော့မယ်ဆိုတော့ကျွန်တော်တို့စဉ်းစားချက်နဲ့ဝိုင်းပြီးတော့စဉ်းစားလိုက်တဲ့အခါမှာအချက်၄ချက်ထွက်လာတယ်အဲ့မူဝါဒစာတမ်းကိုအခြေခံပြီးတော့စဉ်းစားချက်နဲ့ကျွန်တော်တို့အချက်၄ချက်ထွက်လာတယ်အဲ့ထွက်လာတဲ့၄ချက်က NUCC ရဲ့မူပဲ အဲ့တော့မူဝါဒလို့တည်တည်ချက်ချာ NUCC ရဲ့ CDM မူဝါဒဆိုပြီးတော့ကျမတို့ထုတ်ပြန်ထားတာရှိတယ်။အဲ2023 January မှာเนาะ20ရက်မှာကျတော့ထုတ်ပြန်ထားတဲ့မူလေးချက်ရှိတယ်။အဲ့မူလေးချက်ရဲ့နံပါတ်3အချက်မှာပါတဲ့ DCC မှာအတည်ပြုပြီးတော့ပိုးပေးဖို့တင်ပြလာတဲ့နိုင်ငံဝန်ထမ်း CDM စာတမ်းကိုအခြေပြုပြီးမှလိုအပ်တဲ့ဥပဒေတို့ဤဥပဒေတို့လုံထုံးလုံကြီးတွေကိုဆက်ပြီးတော့ရေးဆွဲသွားဖို့ဆိုပြီးတော့အဲကျွန်မတို့ကလမ်းညွှန်မှုပေးလိုက်တယ်။ဟုတ်ပြီမနုနုထက်ဆန်အဲ့တော့အခုမနုနုထက်ဆန်တို့ UNCC နဲ့ကမူဝါဒ၄ချက်ပဲချမှတ်လိုက်တယ်နော်။အဲ့ဒီ၄ချက်ချမှတ်တာကလည်းဒီနိုင်ငံဝန်ထမ်း CDN မူဝါဒစာတမ်းတင်လာတယ်။ GCC ကနေပြီး CDN ကနေပြီးတော့နော်။မူဝါဒစာတမ်းမှာကျွန်တော်တို့လည်းဖတ်ရတယ်အများကြီးပဲခုနလို့ ဟိုအချက်လက်တွေအများကြီးပါတယ်ဆိုတော့အဲ့ဒီအချက်လက်တွေဒီအားလုံးတဲ့မှာမှအခု၄ချက်ကိုချပေးလိုက်တယ်ဆိုတော့ဒီမူဝါဒစာတမ်းကိုဘာကြောင့် UNCC ကတစုံလုံးသဘောမတူရတာလဲဘလို့အချက်တွေကိုလွှဲမှုရှိနေလဲအဲ့ဒါကိုနည်းနည်းရှင်းပြလို့ရမှာသမူဝါဒစာတမ်းကတော့ချေတက်တာပေါ့နော်အသေးစိတ်တချို့ဘဝတွေလည်းပါတာပေါ့နော်စဉ်းစားချက်တွေလည်းပါတယ်အဲ့ထဲမှာအဓိကစဉ်းစားချက်ကဘာလဲဆိုတော့ NaN CDM တွေကိုအရေးယူရမယ်ဆိုတဲ့ကိစ္စ CDM နေ့ကိုကျမတို့ကလုံးဝ welcome ဖြစ်တယ် CDM ပေါ့ဒီစေအုပ်စုနဲ့မပူပေါင်းမဆောင်ရွက်ရေးဆိုတာကျမတို့ကိုယ်တိုင်လည်းလုပ်ခဲ့ပြီးတော့ကျမတို့ကိုယ်တိုင်လည်းတိုက်တွန်းခဲ့တဲ့ကိစ္စဖြစ်တယ်အဲ့တော့စေအုပ်စုနဲ့မပူပေါင်းမဆောင်ရဲ့ရေးကိစ္စကို လုပ်တဲ့သူမှန်သမျှက CDM ပဲဖြစ်တယ်။ဝန်ထမ်းတွေတိတက်မယ်မဟုတ်ဘူး။အဲ့တော့ဝန်ထမ်းတွေကလည်းခုနလို CDM ထဲမှာဆရာဝန်တွေလည်းပါနိုင်တယ်။ခုနလို့ဆရာဆရာမတွေပါမယ် เนาะစသည်ဖြစ်ပေါ့နော်ဝင်တန်းမျိုးစုံပါတယ်ပေါ့နော်အဲ့ဒီဝင်တန်းမျိုးစုံပါလာတာကကောင်းတဲ့ကိစ္စကြိုးစားမဲ့ကိစ္စပေါ့နော်ဒါအင်အားလည်းအများကြီးဖြစ်တဲ့ကိစ္စဖြစ်တယ်တိုးတော့နန်စီတန်တွေကိုကျမတို့ကနိုင်ငံရေးလောက်တာဖြစ်တဲ့အတွက်နိုင်ငံရေးကိုကျေပြန့်ဖို့ဖြစ်တဲ့အတွက်စီယုံရေးနဲ့တွားရမယ်နန်စီတန်တွေကလည်းစစ်တပ်ဘက်ကိုအကုန်ပါနေတာမဟုတ်ဘူးသူတို့ရဲ့စာဝင်နေတဲ့အခြေအနေကဖြစ်နေတဲ့ကိစ္စရှိတယ်အဲ့ အဲ့ထဲမှာ CDM တွေကိုကျမတို့ကိုတင်းစာတခုတော့ရှိတယ်အဲ့ဒါပါလဲဆို CDM တွေအကုန်လုံးရဲ့တင်ပြချက်အများစုပေါ့လေအကုန်လုံးတော့မဟုတ်ပါဘူးအများစုရဲ့တင်ပြချက်ကပါလဲဆိုတော့ NaN CDM တွေက CDM တွေကိုအနောက်ရှက်ပေးနေတယ်ဖန်းစည်းနေတယ်တည်င်းပေးမှုတွေလုပ်တယ်ဖန်းစည်းမှုတွေဖြစ်လာတဲ့အခြေအနေတွေဖြစ်တယ်ဒါကြောင့်မလို့ NaN CDM တွေကိုအရေးယူရမယ်ဆိုတဲ့တင်ပြချက်ရှိတယ်အဲ့ဒါတွေကသူတို့ကကိုယ်တိုင်ခံရတဲ့အတွက်သိတယ်ဆိုပြီးတော့ လည်းတည်တည်ချာတင်ပြပါတယ်။အဲ့ဒီချက်ပေါ်မူတည်ပြီးတော့ကျမတို့ကပြောပြတာကစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စအထူးတစ်ဖြစ်သလိုတည်င်းပေးတဲ့ကိစ္စမျိုးတွေပေါ့နော်အဲ့လိုကိစ္စမျိုးဆိုလို့ရှိရင်နန်းစီတရမှာမဟုတ်ဘူးဘယ်လိုလူပဲဖြစ်ဖြစ်ဒီကိစ္စမျိုးကိုကျမတို့ကအရေးယူဆောင်ရွက်ရမှာရှိတယ်တို့တော့အဲ့လိုအရေးယူဆောင်ရွက်တဲ့နေရာမှာသက်ဆိုင်ရာဒေတန်တရရဲ့ သူ့ရဲ့အရေးယူဆောင်ရွက်တဲ့နီးနာတွေရှိတယ်။နော်တရားစီရင်မှုရှိတယ်။အဲ့ပုံစံတွေအရေးယူဆောင်သွားဖို့လိုအပ်လိုက်မယ်။အဲ့ပုံစံမျိုးလုပ်လို့ရမယ်။ဒါကမူဖြစ်ထားဖို့ခက်တယ်ဆိုတဲ့ဟာကိုကျမတို့ကပြောပြတယ်။ဒါကြောင့်မလို့ဥပဒေဖြစ်ဖို့ဆိုရင်ဥပဒေရကျင့်သုံးဖို့ဆိုလို့ရှင်တော့ CRPH က CRPH ကပဲဥပဒေပြုပါမယ်။အဲ့တော့ CRPH ကိုလမ်းညွှန်လိုက်တာဖြစ်တယ်။အဲ့ဒါတစ်ချက်။နံပါတ်၄အချက်မှာရှင်းရှင်းလင်းလင်းဖော်ပြထားတာရှိတယ်။ เนาะနိုင်ငံဝန်ထမ်းစီတီအမ်တွေอ่ะเนาะဒီမှာ JP ထားတဲ့အချက်ရှိပါတယ်เนาะနိုင်ငံဝန်ထမ်းစီတီအမ်များအပါဝင်ပြည်သူလူထုတရက်လုံးအပေါ်အာဏာရှင်တောက်တိုင်များဖြစ်ကြသည့်နန်းစီတီအမ်များကလူအခွင့်အရေးချိုးဖောက်မှုအကြမ်းဖက်မှုများရာဇဝတ်မှုများကျူးလွန်နေကြောင်းတပ်သေးအထောက်အထားများတွေ့ရှိပါကသက်ဆိုင်ရာဒေတာအသီးသီးတရားဝင်အတည်ပြုထားသည့်သက်ဆိုင်ရာတရားဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဆိုတဲ့ဟာပြဋ္ဌာန်းထားတယ်။ဆိုလိုတာကဒါတိတက်ဒီလိုတိတက်မလို့တော့သူ့ရဲ့ပေါ်ပြချက်ကတကယ်ခိုင်လုံတဲ့တက်တဲ့အထောက်အထားရှိမှပဲဒီကိစ္စကိုလုပ်ရမှာအဲ့ဒါကနန်းစီတန်မမဟုတ်ဘူးဘသူမဆိုလုပ်တယ်ဆိုရင်အဲ့ကိစ္စကိုအရေးယူရမှာဖြစ်တယ်တက်ဆိုင်ရဥပဒေနဲ့အရေးယူရမှာဖြစ်တယ်ဆိုပြီးတော့ကျမတို့အဲ့မှာသဘောထား မညီညွတ်ကြဘူးပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နန်းလို့တုံးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုဥပဒေထွက်ဖို့မူကြမ်းအဆင့်မှာပြန်ပြီးဆွေးနွေးတာမရှိဘူးလားခု CRB ကမူကြမ်းတင်သွင်းလာတဲ့ဟာက NUCC ကိုတင်သွင်းတာမရှိပါဘူးသူလည်းရှင်းရှင်းလင်းလင်းပြောထားပါတယ်ဒီ CRB ကသူတကယ်သူ့ရဲ့မူကြမ်းကိုတင်သွင်းတာအစိုးရကိုတင်သွင်းတာ နော်အစိုးရကပဲဒီကိစ္စကိုသိတာအစိုးရနဲ့ CRPH ကပဲဆုံးဖြတ်တာဖြစ်တယ်လေ NUG ကပဲဆုံးဖြတ်တာဖြစ်တယ်အဲ့တော့ဆွေးနွေးမှုတွေကိစ္စတွေလုပ်တယ်လို့ဆိုရဲအခု um NUG ကသူ့ရဲ့နောက်ခံလေးကိုရေးထားတဲ့အခါမှာအဲ JCC CDM နဲ့ဆွေးနွေးတယ်လို့ပြောထားတာရှိရပါတော့ JCC CDM ဆိုတာက NUCC မှာဆုံးဖြတ်ခွင့်ရှိတာမဟုတ်ဘူး JCC CDM နေက သူတို့ရေးသားထားတဲ့မူဝါဒစာတမ်းကို NUCC ကိုတင်ပြပြီး NUCC ကဆုံးဖြတ်ပေးရတာဖြစ်တယ်။အဲ့ကွာခြားချက်တော့ရှိရပေါ့။လုံထုံးလုံပြီးပုံစံကွာပါတယ်။ဟုတ်ပြီ။အဲ့တော့ဒီမူချမ်းပေါ့နော်။မူချမ်းနောက်ဆုံးအဆုံးသတ်တဲ့ ठी ကိုကျွန်တော်ဒီဟိုသူ့ရဲ့တမိုင်းအချင်းကိုကြည့်လိုက်ကမှာ JCC CDN နဲ့ဒါဟိုဆွေးနွေးမှုတွေတောက်လျှောက်ရှိနေတယ်။အဲ့တော့ JCC နဲ့ CDN ကဒီဟာနဲ့ပတ်သက်ရင် NUCC တစ်ခုလုံးကိုတင်ပြတာမျိုးမရှိခဲ့ဘူးလား။ GCCCDM ကတင်ပြခဲ့တဲ့ခုနလိုမူဝါဒစာတမ်းကိုတော့ကျမတို့ခုနလိုမူလေးချက်ကိုထုတ်ပြန်ပြီးပြီလေအဲ့ဒါတော့ရှိရလေဒီတစ်ခုကလွဲလို့အခု CRH ကသူထုတ်ပြန်နေဆိုရဲဟောက်တော့အဲ NUCC တင်တွင်းတာမရှိပါဘူးဟုတ်ပြီအဲ့တော့အခုတော့ထွက်လာပြီအငင်းပွားဝယ်ဖြစ်တယ်အငင်းပွားဖြစ်တော့ဒါအငင်းပွားဝယ်ကိုပြောတဲ့အခါမှာ CRPH နဲ့မဟုတ်တာဟို UNCC ရဲ့မူဝါဒတိုင်းလောက်တာဖြစ်တဲ့အတွက် UNCC ရဲ့သဘောတူညီချက်ပါရှိတယ်ဆိုတော့ဝေဖန်မှုတွေကထပ်လောင်းထွက်လာတာပေါ့နော် ဆိုတော့အဲ့ဒီပုံမှာကဲမနုနုထက်ဆန်ကောင်းစီဝင်အနေနဲ့ဗာများပြောကျင်လိုက်တာအကျွန်မတို့ကတော့ဥပဒေပြုတဲ့အခါမှာအခုနကကျွန်မပြောတယ်လို့ပဲပေါ့နော်အရေးယူမယ်ဆိုရင် CDM နန်း CDM မှာမဟုတ်ဘူးအဲ့လိုပြမှုကျူးလို့ ਨੇ ခုနလိုတည်တင်းပေးတဲ့ကိစ္စနောက်ပြီးတော့အဲတစ်ဖက်ကအခက်ခဲဖြစ်နေတဲ့ကိစ္စတွေကိုเนาะတစ်ဖက်နဲ့တစ်ဖက်ပြဿနာတက်နေတဲ့ကြားထဲမှာထပ်ပြီးပြဿနာတက်အောင်လုပ်တဲ့ကိစ္စ ဒီလိုကိစ္စမျိုးတွေစစ်အာဏာရှင်နဲ့ပူးပေါင်းတဲ့ကိစ္စမျိုးတွေဒါမျိုးတွေကနန်းစီတီအမမဟုတ်ဘူးတာမန်သူတွေပေါ့နော်တာမန်လူတွေအထက်မှာလည်းစေုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တယ်ဆိုလို့ရှိရင်အရေးယူရတဲ့ကိစ္စမျိုးရှိနိုင်တယ်အဲ့လိုအရေးယူရမယ့်ကိစ္စကိုသက်ဆိုင်ရာဥပဒေနဲ့ကျမတို့နံပါတ်၄အချက်မှာပြထားတယ်သက်ဆိုင်ရာဒေတန်တရမှာသက်ဆိုင်ရာဥပဒေနဲ့တကယ်စစ်ဆေးပြီးတော့မှ ုံမှန်တယ်ဆိုရေးယူရမယ်ကိစ္စဖြစ်တယ်လို့ပြောပြတာအဲ့တော့အခုနန်းစီတရံလို့သုံးနှုံးလိုက်တဲ့ကိစ္စကပို့ပြီးတော့ပြဿနာတက်စီတယ်နောက်တစ်ခုပေါ်တော့ကျမတို့ကနိုင်ငံကြီးလုတ်တဲ့အခါမှာလည်းကိုကထဲ့ဝင်လိုက်ပြီးကိုကပါဝင်လိုက်ပြီးကိုကလုတ်မယ်လို့ဆုံးဖြတ်လိုက်ပြီးဖြစ်ပေမဲ့တခြားသူတွေမလုတ်ရင်မရဘူးဆိုတဲ့တိုက်တွန်းမှုမျိုးခက်တယ်ဒါကကျမတို့နားလေတဲ့နိုင်ငံကြီးလုတ်တဲ့အခါမှာ ကိုယ့်ရဲ့ပါဝင်မှုကကိုယ်ပဲဆုံးဖြတ်ရမှာဖြစ်တယ်။စီယုံတော့စီယုံရမှာပေါ့နော်။ကိုယ့်ဖက်ပါလောင်တော့စီယုံရမှာပေါ့။မပိုင်တတ်မယ်လို့တော့မဖြစ်ဘူးလေ။အဲ့ဒါက solution ကျမတို့ကစေုပ်စုနဲ့သွားတူတော်မှာပေါ့။အဲ့လိုတော့ဖြစ်လို့မရဘူးလေ။အဲ့တော့အခုဒီ CRM မူဝါဒစာတမ်းပေါ့နော်။အဲ့တုန်းကလည်းဆွေးနွေးမှုတွေရှိတယ်။အခုဒီဥပဒေကြမ်းမှာတော့ UNCC အနေနဲ့ဒါတည်ခွင့်တော့မရှိခဲ့ဘူးပေါ့နော်။ဟိုဆွေးနွေး ဒီထဲမှာအခြေလဲဆွနေတာမျိုးလည်းမရှိဘူး JCC အဆင့်မှာပဲရှိတယ်ဆိုတော့အခုကထွက်ပြီးအငင်းပွားပွဲလည်းဖြစ်နေပြီဆိုတော့ဒီပေါ်မှာ IUCC တစ်ခုလုံးနေနဲ့ပြန်ပြီးဒီဥပဒေပေါ်မှာဟိုသုံးသက်အကြံပြုတာမျိုးလုပ်ဖို့ရှိနိုင်မလားဗျအလုပ်ရမှာပေါ့လုပ်ရမှာပေါ့ဘာလို့လဲဆိုတော့လူအများစုလည်းမထောက်ခံဘူးကျမတို့ကြားထဲမှာအရင်ပွားမှုဖြစ်ခဲ့တယ်ဒါပေမဲ့ကျမတို့လည်းတေးသေးချာပြန်လေ့လာရမှာပေါ့နော်ဒီမူချမ်းကိုတေးချာပြန်လေ့လာရမယ်ပြီးလို့ရှိရင်ကျမတို့ကြားရည်ထဲမှာလည်းပြန်ဆွေးနွေးရမှာပေါ့နော် အဲတည်တည်ချပြန်ကြည့်ပြီးဆွေးနွေးရမယ့်ကိစ္စတွေရှိပါတယ်ဟုတ်ကဲ့အဲ့တော့နောက်ဆုံးအနေနဲ့ UNCC ကောင်စီဝင်တဦးအနေနဲ့မနနုထက်ဆန်နေတဲ့ဒီဥပဒေအခုငင်းပွားပွဲလဲထွက်လာပြီဟိုနောက်ဆုံးအနေနဲ့ပေါ့နော်ကိုယ့်ရဲ့သဘောထားအမြင်ကိုပြောမယ်ဆိုရင်ဘာဖြစ်မလဲဒီပုံမှာကျမတို့ရဲ့ကျမရဲ့သဘောထားအမြင်ဆိုလို့ရှိရင်တော့ကျမတို့ဒီနိုင်ငံရေးရင့်ကျက်မှုအဝင်အပိုင်းကိုလှုပ်ဆောင်မှုအားနည်းနေတယ်ဆိုတာသတ်တွေ့ရတယ်ပေါ့နော်ကျမတို့ဒီ UNCC အဝင်အပိုင်းထဲမှာရော UNCC ကနေပို့ပြီးတော့ခြေပြန့်တဲ့ ဆက်ဆံမှု data ထဲမှာဒီနိုင်ငံရင်ကျက်မှုတွေအများကြီးလုံနေရဆိုရဲဟာမြင်နေရတယ်ပေါ့တရားဒီလိုအားနည်းချက်တွေထွက်လာရဲဆိုတာနိုင်ငံရင်ကျက်မှုအားနည်းလို့ဖြစ်တဲ့ကိစ္စပါအဲ့တော့ဒါတွေကကျမတို့ပြန်ပြီးတော့စူးစမ်းရမယ်ကိစ္စလို့ယူဆပါတယ်ဒါကြောင့်မလို့ကျမတို့လည်း data data အချိန်ပြန်ပေးပြီးတော့လေ့လာပြီးတော့ပြန်ပြီးတော့ဆွေးနွေးမယ်လို့အာပြောချင်ပါတယ်ဒါပေမဲ့ခုနပြောတယ်လို့ပေါ့နော် CRPH ရဲ့အာ JCC CDM တင်ရဲ့နောက်ပြီးတော့ဒီအစိုးရရဲ့ပူးပေါင်းပြီးတော့မှထုတ်ထားတဲ့ draft တွေအပေါ်မှာတော့အားလုံးလည်းအတန်တွေကိုနားထောင်ဖို့လိုတယ်ကျွန်မတို့ကိုယ်တိုင်လည်းအတန်တွေကိုသေချာနားထောင်ပြီးတော့ကျွန်မတို့ကိုယ်တိုင်လည်းတည်တည်ချာချာလေ့လာပြီးတော့ bet ဆုံ shoot out ဆုံပေါ့နော်ကြည့်ပြီးတော့ပြန်ပြီးတော့ဆွေးနွေးရမယ်တာဝန်ရှိတယ်လို့လည်းယူဆပါတယ်ဟုတ်ကဲ့မနှုန်းတို့ဆက်ဆံကျေးဇူးများကြီးတင်ပါတယ်အခုဒါကျွန်တော်တို့ CDN နိုင်ငံဝန်ထမ်းဆိုင်ရာဥပဒေထွက်လာတဲ့ပုံမှာ NUCC ရဲ့သဘောထားကိုအခုလိုမျိုးကုဝင်လင်းလင်းပြောပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုတက်ထွေးနိုင်